ိသက်များအားလုံးပဲမင်္ဂလာခင်ဗျာညီမလေးပြည့်စုံမျိုးသီးဘောလုံးသိနေစီဂိမ်းမှာတုံးစုရဲ့ကြောင်းနေဖိလစ်ပိုင်သိဟာလဲစီဂိမ်းပြိုင်ပွဲအကျိုးရှေ့ဆန်းပွဲတွေရှင်မြန်နေဖြစ်ပါတယ်ဖိလစ်ပိုင်လေးပြည့်စုံမျိုးသီးသိကတော့အာရှမှာဒိဋ္ဌိကျအဆင့်လို့ပြောမယ်ဥစဘက်ကစ္စတန်မျိုးသီးသိနေရှေ့ဆန်းပွဲရှင်မြန်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဥစဘက်ကစ္စတန်သိကလဲအာရှဗလားပြိုင်ပွဲအကျိုးပြင်ဆင်မှုဖြစ်ဖိလစ်ပိုင်နဲ့ရှေ့ဆန်းပွဲကစားခဲ့တာဖြစ်ပါတယ်ဒီပွဲမှာဖိလစ်ပိုင်နဲ့ဥစဘက်ကစ္စတန်တို့တစ်ဖက်နှစ်ကိုစီတေကျသွားခဲ့ပါတယ်ခင်ဗျာ ဖိလစ်ပိုင်မျိုးစင်းဘောလုံးသင်းကိုဩစတြေးလျလူမျိုးနီးပြမက်တိုကာဆိုကတာဝန်ယူကိုင်တွက်နေပါတယ်ဖိလစ်ပိုင်မျိုးစင်းသင်းဟာလက်ရှိချိန်မှာလဲပြပနွယ်ဖွားကစားသမားတွေကိုထပ်ပြီးတော့ခေါ်ယူအားပြေထားတာကိုတွေ့ရတယ်ခင်ဗျအာဆီယံမျိုးစင်းချန်ပီယံရှစ်ပြိုင်ပွဲတုန်းကလဲဖိလစ်ပိုင်လက်ရှိစင်မျိုးစင်းသင်းဟာပြပနွယ်ဖွားကစားသမားမျိုးသားသမီးတွေကိုခေါ်ပြီးတော့ထည့်ကစားတယ်အခုအဲ့အထက်တော့ပို့ပြီးတော့အင်အားဖြည့်တင်ထားတာကိုဒီရှေ့ဆန်းပွဲမှာမြင်တွေ့ကြရတယ်ခင်ဗျအာဆီယံမျိုးစင်းချန်ပီယံရှစ်ပြိုင်ပွဲတုန်းကလဲ မြန်မာလယ်ရေးစင်မြို့မီတင်နဲ့ဖိလစ်ပိုင်လယ်ရေးစင်မြို့မီတင်တို့တုံးစုရဲ့ကြောက်ခဲ့တဲ့အဲ့ပွဲစဉ်မှာတကိုးစီတေးရလာထွက်ပေါ်ခဲ့တယ်ခင်ဗျအာရှပလာခြေစစ်ပွဲအောင်မြင်ထားတဲ့ဖိလစ်ပိုင်လယ်ရေးစင်မြို့မီတင်ဟာအာရှပလာပြိုင်ပွဲအတွက်မဲခွဲတဲ့အချိန်မှာတော့အင်ရှင်ဩစတြေးလျတောင်ကိုရီးယားအီရန်ဒီသင်းတွေနဲ့တုံးစုရဲ့ကြောက်အောင်နေပါတယ်အုပ်စုကြက်တယ်လို့ပြောအောင်ပေါ့လေဟုတ်ကဲ့ဥစ္စဘက်ကစ္စတန်မြို့မီဘောလုံးတင်ကတော့အာရှပလာပြိုင်ပွဲအတွက်မဲခွဲတဲ့အချိန်မှာမြောက်ကိုရီးယားတရုတ်ဘင်္ဂလားဒေ့ရှ်တို့နဲ့တုံးစုရဲ့ကြောက်အောင်နေတော့မြင်တွေ့ရပါတယ်ခင်ဗျ စီးကိန်းပြိုင်ပွဲမှာတော့ဖိလစ်ပိုင်လက်ရွေးစီမြို့သွင်းဘောလုံးအသင်းကမြန်မာဗီယက်နမ်မလေးရှားအောင်နဲ့တောဆူရဲကြောက်နေပါတယ်ခင်ဗျမြန်မာလက်ရွေးစီမြို့သွင်းဘောလုံးအသင်းဟာစီးကိန်းပြိုင်ပွဲရဲ့အုပ်စုပွဲစဉ်တွေကိုဒီဇင်ဘာလ9ရက်ဒီဇင်ဘာလ10ရက်နဲ့ဒီဇင်ဘာလ17ရက်နေ့မှာရှင်မြန်ကစားသွားမှာဖြစ်ပါတယ်မြန်မာလက်ရွေးစီမြို့သွင်းဘောလုံးအသင်းဟာအုပ်စုပွဲစဉ်ကိုဖိလစ်ပိုင်နဲ့ရှင်မြန်ရမယ်အုပ်စုဒုတိယပွဲစဉ်ကိုမလေးရှားနဲ့ကစားရမယ်အုပ်စုနောက်ဆုံးပွဲစဉ်ကိုတော့ဗီယက်နမ်နဲ့ရှင်မြန်ရအောင်ရှိနေပါတယ်ခင်ဗျမြန်မာလက်ရွေးစီမြို့သွင်းအသင်းနေနဲ့ အုပ်စုစင်းကိုကြော်ဖြတ်ပြီးတော့ဇွိပိုင်နယ်ကိုတက်ရောက်နိုင်မှုအတွက်ဖိလစ်ပိုင်ကိုအနိုင်ရဖို့လိုပါတယ်ဒီတော့အုပ်စုအဖွဲ့ပွဲစဉ်မှာမြမလက်ရွေးစင်မျိုးပြီးအသင်းတွေနဲ့ရှေးစွမ်းကုန်ထုတ်ပြပြီးတော့ဖိလစ်ပိုင်ကိုအသာစီးယူနိုင်မှုလိုအပ်နေပါတယ်ခင်ဗျဟုတ်ကဲ့စီးကိန်းပြိုင်ပွဲရဲ့အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုစင်ပွဲစဉ်တွေကိုတော့ထိုင်းနိုင်ငံရှွန်ဘူရီမြို့မှာကျင်းပသွားမှာဖြစ်ပါတယ်ခင်ဗျတ िश ူအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ